ဟိုတစ်ခေါက်လာတော့ကျွန်တော်ဒီနေရာမှာကြောက်ကြီးဖြစ်နေတယ်လို့ကျွန်တော်ရိုက်ဖူးပါတယ်အဲအခုတော့ဒီမှာနော်အဲမြေထိန်နိုင်ရန်လုံနေကြပါတယ်ဟိုမှာအောက်မှာတည်တည်ချာချာနော်ခေါင်းကြီးအသားသမီးတွေအတွက်လန်ခဲနဲ့ကုသူဒါလန်ခဲလောက်သားတွေဆိုတော့တကယ်အရေးပါတဲ့နေရာကနေပါဝင်ပါတယ် 24. 24.7. 24. .7. 24. တော့ညီလေးတက်လာပါပြီပန်းဝင်ပါတော့မယ်တက်လာပါပြီဝန်ဆိုင်ဒီဒီရောက်နေရတာဖြစ်ပါလေအာဒီနေ့နေရတကယ်တက်ပါလေအခုတော့ယူလေးတွေဆိုင်းဆိုင်းလေးနဲ့မျိုးတွေကောင်းတယ်ပြင်တော့တိတ်ပင်လဲကြည့်ရမယ်ကျွန်တော်ရတာပါပါလေးရောညီလေးရ ထိတ်မှရှိတဲ့ဝန်ဆိုင်စီကြီးအတွင်ပိုင်းကို ရိုက်ပြခြင်းဖြစ်ပါတယ်နော်ယုံကြည်သူများကုသိုလ်ဌာနဖူးမြော်နိုင်ပါれခင်ဗျာဒါတကယ်စိတ်ငြိမ်တဲ့နေရာလေးပါနော်တရားဘဝနာအထောက်လို့လည်းတကယ်ကောင်းပါတယ်အဲကျွန်တော်တို့ဇီဒီတိဆောက်ပုံကတော့ ကျွန်တော်တို့ကဘာအေးစီဒီဖျားနဲ့ဆင်တူပါတယ်ဒါပေမဲ့ကဘာအေးစီဒီမှာတော့ तू ကတော့အတွင်းလှိုင်း तू ကမှန်စီရွှေချပါတယ်ပေါ့နော်အဲဒီမှာတော့ तू ကတော့မှန်စီရွှေချပုံစံမျိုးမဟုတ်ဘဲနဲ့ तू ကအတွင်းက तू ကအလင်းပေါက်အောင်ကျွန်တော်တို့ရိုးရိုးအဲတကားကြီးပေါင်အသေးလေးတွေထည့်ထားပါတယ်အပေါ်မှာတော့24ပစ္စည်းဟီတုပစ္စည်းကနေစပြီးတော့ပေါ့နော်အဝိကတပစ္စည်းတို့ အဆုံးပေါ့နော်24ပစ္စည်းကိုလက်ရထွန်းတိုးထားပါတယ်အဲကျွန်တော်တို့ခဏနေဥပက္ခိုလ်လက်ဖက်ပင်တွေတွတ်ကြည့်မှာဖြစ်ပါတယ်ဗျလက်ဖက်ပင်တွေအဲဒါကကတော့အတွင်းဘက်ကရိုက်ပြတာပေါ့နော်အခုအပြင်ကိုထွက်လိုက်တယ်ဆိုရင်အဲဒီလိုလေးဖြစ်ပါတယ်ဒါအပြင်ပတ်လန်းပါ အပြင်ပလန်းကိုရိုက်ပြတာဖြစ်ပါတယ်တကားလေးတွေကတော့ဒီလိုမျိုးဟိုကျွန်းကိုမှပြန်ပြီးကနုတ်ထွင်းထုထားတာပေါ့နော်နှရုပ်ထုအဲကျောင်းလေးတွေတွေ့ရင်ကျွန်တော်စိတ်ဝင်စားတယ်အခြေခံပညာမူလာတန်းကျောင်းဝန်ဆိုင်လွယ်တယ်လွယ်ကျွေးရကြီးရ ဲဒါကြေးရွာလေးเนาะရောက်လာပြီကြေးရွာဆက်လာလိုက်ကဲအခုတော့ကျွန်တော်ဒီမှာဝမ်ဆိုင်ရွာကအိတ်အိမ်မှာလာပြီးတော့เนาะဆက်ရောင်းတဲ့အိမ်မှာလာပြီးတော့လက်ဖက်တွေကိုလာပြီးတော့အားပေးတာပါအဲဒီမှာကျွန်တော်လာပြီးတော့အဆန်းပေါ့เนาะဒီမှာအဲဒါလက်ဖက်အပင်ကြီးကနေထွက်တဲ့ဒါအရွက်เนาะဒါလက်ဖက်အပင်ကြီးမျိုးကထွက်တာဒါကဒီတရုတ်ပြည်ဦးတော်ပို့ရတယ်ပြောတာဒါဈေးချိန်မှာအဲညီလေးကအင်ရှင်ကနေပြီးတော့ဒါလက်ဖက်ဒါအပင်ကြီးမျိုးကထွက်တဲ့ဟာနဲ့အဲ့ခံတာပါ เนาะเดี๋ยวเราจะไปเออကျွန်တော်တို့ဒါလက်ဖက်ဝယ်ပြီးတော့เนาะဒီနေ့ကတော့ဒါ Happy Sunday ပါပဲเนาะအဲကျွန်တော်တို့အဲဒီဒေတာမှာရှိတဲ့ဒေတာကနေအိမ်လေးတွေကိုအမတ်တရရိုက်ကူးတင်ဆက်ပေးတာဖြစ်ပါတယ်เนาะအဲတပါဝရှုခင်းနောက်ခံလေးနဲ့ နေချင်းစရာတိုင်းရင်းသားအိမ်လေးတွေပါဒီမှာတော့လွယ်လူမျိုးတွေအနေများတယ်ပြောပါတယ်အဲလွယ်ရှမ်းအဲသူတို့တွေအနေများပါတယ်เนาะအဓိကစိုက်ပျိုးတာကတော့လက်ဖက်စိုက်ပျိုးရေးဖြစ်ပါတယ်နှစ်100ကျော်နှစ်200နီးပါးတတ်တန်းရှိတဲ့လက်ဖက်ပင်တွေကိုကျွန်တော်ဒီတစ်ခေါက်တော့ရောက်ပါပြီเนาะဒီမှာကျွန်တော်တို့လည်းဒေတာကန်တွေကိုကျွန်တော်တို့အင်တာဗျူးနေပါတယ်โอเคโอเคကျေးဇူးเนาะဒီခါရီးဒီခါဒီတပင်းတော့โอเคဒီအပင်တော်တော်ကြီးတာပဲ ဟုတ်တယ်အဲအခုကျွန်တော်ရောက်နေတဲ့နေရာကနှစ်တရာကျော်တက်တန်းရှိတဲ့လက်ဖက်ပင်လေးဖြစ်ပါတယ်ဒါဝန်ဆိုင်လက်ဖက်ရွာပါဒီဟာကိုတော့ဒေသခံတွေပြောတာပေါ့နော်နှစ်နေရာတက်တန်းရှိပြီလို့လည်းပြောတယ်ဒီလက်ဖက်ပင်ကလေအဲကျန်တဲ့ပင်တွေကတော့နှစ်တရာတက်တန်းမှရှိတယ်ဒါပေမဲ့အပင်သေးလေးတွေကတော့အကျုံးမဝင်ဘူးပေါ့နော်အဲဒါလေးကိုကျွန်တော်အရင်တစ်ခေါက်ကလည်းကျွန်တော်ရိုက်ပြမယ်ဒီနေရာရောက်အောင်သွားမယ်လို့ပြောထားတဲ့ဆန္ဒလေးလည်းပြည့်ရောပါပြီအခုဒါလေးကို က်ကြွခြင်းဖြစ်ပါတယ်เนาะကျွန်တော်ရောက်နေတာဝန်ဆိုင်ရောဖြစ်ပါတယ်ဒါလက်ဖက်ပင်နေကြီးပဲဖြစ်ပါတယ်ဗျအဲဟိုဘက်မှာတော့1900လောက်ရှိတယ်တက်တန်း1900တက်တန်းရှိရလက်ဖက်ပင်ရောင်ရှိရလို့ပြောဒါပေမဲ့လမ်းအရန်ဆိုးလို့ကျွန်တော်တို့အဲ့ထီတော့ရောက်အောင်သွားတော့ပါဘူး။နောက်ကြုံကြိုက်လို့သွားပြစ်တယ်ဆိုရင်ကျွန်တော်အဲ့ဒီနေရာကဗီဒီယိုမှတ်တမ်းလေးဖတ်ပြီးတော့ယူပြအောင်ပါအောင်မယ်နော်။ယူပေးပါအောင်မယ်။ဟုတ်ကဲ့ဒီလောက်ပါပဲနော်။ကျေးဇူးတင်ပါတယ်။နောက်မှထပ်တွေ့မယ်။